ကာမဒုက္ခကြောင့်မှဆရာမိုးဆိုတဲ့ဘုန်းကြီးတပါးရွာတဲကအမျိုးသမီးတဦးနဲ့လွန်လွန်ကျွကျွဖြစ်ခဲ့ကြရာကနေကိုဝင်6လရရှိသွားခဲ့ပြီးဘုန်းကြီးကတာဝန်မယူဘူးဆိုတဲ့စကားကြောင့်ရွာခန့်တွေကဘုန်းကြီးကျောင်းရှိမှသွားရောက်အော်ဟစ်ဆဲဆိုနေတဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ်ဆိုပါဆရာမိုးဆိုတဲ့ဘုန်းကြီးဟာတက္ကမနဲ့လိုအပ်တာထပ်ပို့တဲ့ဆက်ဆံရေးတွေရှိခဲ့ပြီးတဲ့နောက်အခုလိုအဖြစ်ပြက်မျိုးတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အကြောင်းတွေရာအတိအကျကိုတော့ဖော်ပြထားခြင်းမရှိပဲရွာကန်လူထုကတော့ဘုံကြီးကိုအလိုမရှိတော့ဘူးဆိုတဲ့အကြောင်းဘုံကြီးကျောင်းရှိမှအော်ဟစ်ဆန္ဒပြနေကြတာကိုလည်းအဆိုပါဗီဒီယိုထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ် ီဖြစ်စဉ်နဲ့ပတ်သက်ပြီးအစကတည်းကတက္ကမအမျိုးသမီးအနေနဲ့ဘုန်းကြီးတွေနဲ့နီနီကက်ကက်မနေခဲတဲ့ဘူးလို့ဝေဖန်ထောက်ပြတဲ့သူတွေရှိနေတယ်လို့ဘုန်းကြီးအနေနဲ့လည်းမလုံတဲ့မလုံအပ်တာတွေကိုလုပ်ခဲ့ပြီးအခုချိန်ရောက်မှတော့ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက်တာဝန်ယူတဲ့လို့မတူညီတဲ့အမြင်တွေနဲ့ထောက်ပြတဲ့သူတွေလည်းများများစွာရှိနေခဲ့ပါတယ်အခုလိုဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဘသူဘက်ကမှာပြီးတော့ဒီလိုကိစ္စမျိုးမဖြစ်အောင်ဘလို့ဆင်ကျင်တဲ့လဲဆိုတာကိုတော့ပြည်သက်ကြီးအနေနဲ့လည်းဝေဖန်အကြံပြုပေးသွားလို့ရပါတယ်ရှင်။